everyone welcome back ဒီနေ့ကတော့ကျွန်တော်တို့ unit 94ကိုလေ့လာမှဖြစ်ပြီးတော့ကောင်းစဉ်ရတော့ always usually often etc ပေါ့နော်ဒီကောင်တွေကဘာလဲဆိုလို့ရှိရင်ကျွန်တော်အများအားဖြင့်ပြောပါတယ်ဒီကောင်တွေကတော့ကျွန်တော်တို့ဘယ်လိုခေါ်လဲပေါ့နော်ချိန်နှုန်းပြကရိယာဝိသေသနလို့ခေါ်တယ် adverb of frequency ပေါ့နော်အဲ့လိုမျိုးခေါ်ပါမယ်ဘယ်လောက်များများလုတ်ဖြစ်တယ်ဘယ်ဘယ်နှစ်ချိန်လောက်လုတ်ဖြစ်တယ်ဒါမျိုးတွေကိုပြတဲ့စကားလုံးတွေကိုကျွန်တော်တို့ ချိန်နှုန်းပြကရိယာဝိသေသန ever of frequency လို့ခေါ်ပါမယ်။ So အိမ်မှာကြည့်လိုက်မယ်ဆိုလို့ရှိရင် these words ဒီလိုမျိုး ever of frequency တွေက go with the verb in the middle of a sentence go with the verb through verb တခုနဲ့တွဲလိုက်တယ် in the middle of a sentence စာကြောင်းတခုရဲ့အလယ်မှာ verb တခုနဲ့တွဲလိုက်တယ်အဲ့တော့ကျွန်တော်အရှိအအခန်းကြီးမှာပြောထားရှိရဲဒီကောင်က subject နဲ့ verb နဲ့ကြားထဲမှာလိုက်တယ်ပေါ့ okay sub subject ရဲ့ verb ရဲ့ကြားထဲမှာလိုက်တယ်အကယ်၍မှာ subject နဲ့ verb နဲ့ကြားထဲမှာကျန်တဲ့နှစ်ခုသုံးခုလောက်ထပ်နေတယ်ဆိုလို့ရှိရင်တော့ဒီကောင်က verb ရဲ့အရှိမပဲအမြဲတမ်းကတ်လိုက်ပါမယ်တစ်ချက်ကြည့်ကြည့်လိုက်အောင်အဲ့ဒါဆိုကျွန်တော်တို့ always usually often some okay always အမြဲတမ်း usually ပုံမှန် often မကြာခဏ sometimes the guardian ever to the lab เนาะ never berom rarely sha sha papa sells seldom အလွန်ရှားပါမယ် also label just အဲ့လောက်ပဲ already လုတ်ပြီးပြီး still ထီအောင်တိုင်အောင် all အလုံး but နှစ်ခုလုံးဆိုဒီစကလုံးတွေက ever frequency လို့ခေါ်မယ်ပေါ့အဲ့ရအစ်စမလေးကြည့်လိုက်မယ်ဆိုရင် my brother ကျွန်တော်ကျွန်တော်ရဲ့ညီက never speaks to me ကျွန်တော်ကိုဘယ်တော့မှစကားမပြောဘူး my brother subject speak verb အဲ့တော့ subject နဲ့ verb ရဲ့အလယ်မှာ adverb frequency လိုက်မယ်။သို့မဟုတ်လို့ရှိရင် verb ရဲ့အရှိန်မှာလိုက်မယ်။နောက်တစ်ကြောင်ကြည့်မယ်ဆိုလို့ရှိရင် she she late she is always late ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က verb ရဲ့အနောက်မှာလိုက်ကြတာကိုတွေ့လိမ့်မယ်။ဒီကောင်ကဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့က amissa plus adjective သုံးလို့ကြောင်းပေါ့နော်။အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့က amissa ရဲ့အနောက်ကိုရောက်သွားမျိုးဖြစ်တယ်။ အဲ့တော့နောက်တစ်ကြောင်းထပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရှင်းတော့အရင်ရေးပြီးမယ် Okay အဲ့တော့ကျွန်တော်တို့ဒီမှာတစ်ချက်ကျွန်တော်ရေးလိုက်တဲ့ဟာလေးကိုကြည့်မယ်ဆိုရင် ever of frequency က verb နဲ့ဆိုလို့ရှိရင် verb ရဲ့အရှိမလိုက်တယ်အကယ်၍ sub dot verb ဒါပေမဲ့ amissa လိုမျိုးပေါ့နော် helping verb တွေဖြစ်နေတယ်အနောက်က adjective တွေနဲ့လိုက်နေတယ်ဆိုလို့ရှိရင်ညာတော့ ever of frequency က amissa ရဲ့အနောက်မှာလိုက်မယ် amissa ကိုတွေ့လို့ရှိရင် ever of frequency က amissa ရဲ့အနောက်မှာလိုက်မယ် amissa မျိုးပဲနဲ့တခြား verb တွေကိုတွေ့ရဆိုလို့ရှိရင် ever of frequency ကအရှိမလိုက်ပါမယ် โอเคနောက်တစ်ကြောင်းကြည့်မယ်ဆိုလို့ရှိရင်เนาะ do you ဆိုတော့မိကုန်းပါပဲအဲ့တော့ you ကတော့ subject ဒီမှာ do ကတော့မိကုန်းဖြစ်တဲ့အတွက်ကြောင့်မလို့ helping verb နေနဲ့အရှိကိုရောက်လာရပါဘောเนาะပြီးတော့လို့ရှိရင် often ပုံမှန်တိုင်းပဲ above frequency လိုက်မယ်ပြီးတော့ verb ကိုတွေ့မယ် to responds တင်းမကြာခဏစတောက်ဆိုင်တွေကိုတွားပြစ်လာ Okay နောက်တစ်ကြောင်းမှာဆိုလို့ရှိရင်တော့ i ကျွန်တော်ကတော့ sometimes တခါတည်းရနေမှာ eat စားပါတယ် i subject eat verb too much အမနာကိုပြမယ်ပေါ့နော်ဒီမှာဆိုရင်ဂျာထဲမှာလည်း ever frequency လိုက်ပါမယ် okay နောက်တစ်ကြောင်းကြည့်မယ်ဆိုရင်တော့ don't forget to phone laura laura ကိုဖုန်းဆက်ဖို့မမေ့ပါနဲ့ဆိုတော့ i have already phoned her so i've already phoned her i subject ပြီးတော့လို့ရှိရင်ဒီမှာ verb ကတော့ main verb ပေါ့နော်အရှိကတော့ actually we have က helping verb main vibe ရဲ့အရှိမလိုက်တယ်ဆိုတော့ i've already phone her သူမကိုဖုန်းဆက်ပြီးပြီနောက်ကြောင်မှကြည့်မယ်ဆိုရင်တော့ i've got 3 sisters ကျွန်တော်မှာအမ၃ယောက်ရှိမယ် they are all married ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ amisa ကိုတွေ့မယ် amisa ကိုတွေ့ရတဲ့အတွက်ကြောင့်မလို့အနောက်မှာကျွန်တော်တို့ ever frequency ကိုလိုက်ပါမယ် they are all married သူတို့အကုန်လုံးလက်ထပ်ပြီးသွားဖြစ်ပြီ so b ကိုတစ်ချက်ကြည့်လိုက်အောင် always never etc တော်တော်ရရတော့ go before the verb ကျွန်တော်အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ ever frequency ကကြတော့ verb ရဲ့အရှိမလိုက်ပါမယ်နောက်မှာ verb တွေရှိမယ် go play have three verb တွေရှိမယ်ဒါပေမဲ့ကျွန်တော်တို့ ever frequency ကို verb တွေရဲ့အရှိမရေးပါမယ်တခါတည်းနဲ့အောက်ကိုတစ်ချက်ကြည့်လိုက်မယ်ဆိုလို့ရှိရင် but always never etc adverb of frequency တွေက go after တဲ့အနောက်မှာလိုက်ပါမယ် amidst are was where ရဲ့အနောက်မှာလိုက်မယ်ဒါတော့ကျွန်တော်အခုနကအပေါ်မှာပြောထားသလိုပဲ verb နဲ့ဆိုလို့ရှိရင်တော့ above frequency တွေက verb ရဲ့အရှိမှာလိုက်ပြီးတော့ amidst are နဲ့ဆိုရင်တော့ above frequency က amidst are ရဲ့အနောက်မှာလိုက်ပါမယ် okay example လေးတစ်ချက်ကြည့်အောင် i subject always drink verb ပေါ့နော် drink a verb ဆိုတော့ verb ရဲ့အရှိမှာလိုက်မယ် i always drink coffee in the morning ကျွန်တော်မနက်တိုင်း coffee တောက်တယ် နောက်ကြောင်းကတော့ Helen often goes to London. Helen ကမကြာခဏလန်ဒန်ကိုသွားတယ်။ဒီမှာဆိုလို့ရှိရင် Helen subject goes ကဗပ် often မပါလဲရတယ် Helen goes to London. Helen ကလန်ဒန်ကိုသွားတယ်။ဒါမျိုးလည်းရတယ်။ဒါပေမဲ့ဒီမှာကြိမ်နှုန်းကိုပြခြင်းနဲ့မကြာခဏသွားတယ်ဆိုတော့ပြခြင်းတဲ့အတွက် often ကိုထည့်တယ်။နောက်ကြောင်းကြည့်မယ်ဆိုရင်တော့ you sometimes look unhappy. subject verb ကိုတွေ့မယ် you look unhappy ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲသင်ကမပျော်ရွှင်ဘူးလို့ပြောမပျော်ရွှင်တဲ့ပုံပေါက်နေတယ်လို့မပြောဘဲနဲ့တဲ့တခါတလေမှမပျော်ရွှင်တဲ့ပုံပေါက်တယ်ဆိုတဲ့အတွက် sometimes ကိုကျွန်တော်တို့ချိန်နှုန်းပြခြင်းတဲ့အတွက် sometimes ကိုထည့်ပါမယ်နောက်တစ်ကြောင်းကြည့်မယ်ဆိုရင်တော့ they subject တွေ့မယ် have ကတော့ verb ကိုတွေ့မယ် they have dinner at 7 o'clock သူတို့တွေက9:00နာရီမှာညစာစားတယ်ဒါပေမဲ့ ကျွန်တော်တို့ကပုံမှန်လို့ပြောချင်တယ်သူတို့ရဲ့ချိန်နှုန်းပြချင်တဲ့အတွက် usually ကိုထည့်လိုက်တယ်အဲဒီတော့ they usually have dinner at 7 o'clock နောက်ကြောင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ we we watch tv ဒါမှမဟုတ်ရှင်မနော် we watch tv လို့ပြောလို့ရကျွန်တော်တို့ tv ကြည့်တယ်သို့မဟုတ်ကျွန်တော်တို့အများတန်းကြည့်တယ်ဆိုလို့ရှိရင် we always watch tv ကျွန်တော်တို့တတော်မကြည့်ဘူးဆိုရင် we rarely watch tv ကျွန်တော်တို့ tv ကြည့်တာရှားတယ်နော် we seldom watch tv ုံးလို့ရပါတယ်။ Okay နောက်တစ်ခုမှာဆိုရင်တော့ Richards is a good footballer so or football player ကျွန်တော်ပြောလို့ရပါတယ်နော် Richard ကတော့တကယ်ကိုကောင်းတဲ့ football ကစားသမားတစ်ယောက်။ He also plays tennis and volleyball ဒါမှမဟုတ်လို့ရှိရင် He plays tennis and volleyball ဒါဆိုရင်တော့စာကြောင်းကအရန်ကိုဒိတ်လို့ရတမျိုးဖြစ်သွားမှာပေါ့နော် Richard ကတော့တကယ်ကိုကောင်းမွန်တဲ့ဘောလုံးသမားတစ်ယောက်ဖြစ်တယ်။သူ also မပါဘဲနဲ့ဆိုလို့ရှိရင်တော့ he plays tennis and volleyball သူကတင်းနစ်နဲ့ volleyball ကစားပါတယ်ဆိုတော့တခြားစီဖြစ်နေပါဘူးကျွန်တော်တို့အရှိမပြောတော့ကြတော့သူကဘောလုံးကစားသမားကောင်းတစ်ယောက်ဖြစ်တယ်အနောက်ကပြောလိုက်တော့ကြတော့သူကတင်းနစ် volleyball ကစားတယ်ဆိုတော့တမျိုးကြီးဖြစ်နေအဲဒါ also ထည့်လိုက်တော့မှစာလုံးစာကြောင်းမှာပို့ပြီးအတိတ်ပဲရှိပါမယ်စာကြောင်းအတိတ်ပဲပို့ပြီးကြွာလာမယ်ဘာပြောကြလဲဆိုတော့ he also plays tennis and volleyball သူကတင်းနစ်နဲ့ volleyball ကိုလည်းကစားပါတယ်ဆိုရယ် ကိုလဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့မှာ also သူလဲပဲကိုလဲပဲဆိုတဲ့အတိတ်ပဲမျိုးပေါ့အဲ့ဒါကိုပြရမယ်ဆိုတော့ also ထည့်ပါမယ်နောက်တစ်ကြောင်းကြည့်မယ်ဆိုရင်နော် I've got 3 sisters ကျွန်တော်မှာအမ3ယောက်ရှိတယ် they live in london သူတို့လန်ဒန်မှာနေတယ်ဒါမှမဟုတ်ရှင် they all သူတို့အကုန်လုံးကလို့ပြောနေတယ်ဆိုရင် they all live in london သူတို့လန်ဒန်မှာနေတယ် okay နောက်တစ်ကြောင်းနောက်မှထပ်ကြည့်မယ်ဆိုရင်နော် always never ဆိုတဲ့ adverb frequency တွေက emissor ရဲ့အနောက်မှာလိုက်မယ်။ဆိုကြည့်ကြည့်အောင်။ I am always tired ဆိုလို့ရှိရင်ဥပမာဖြင့်ကျွန်တော်တို့ I am tired လို့ပြောမယ်။ I am tired ကျွန်တော်ပင်ပန်းတယ်။ဒါပေမဲ့အဲ့ဒါမှကျွန်တော်အများအားပင်ပန်းတယ်ဆိုရင် I'm always tired တခါတလေပင်ပန်းတယ်ဆိုရင် I am sometimes tired ဒါမှမဟုတ်ရှင်ကျွန်တော်ကပင်ပန်းခဲ့တယ်ဆိုရင် I am really tired တုံးရမယ်။ Okay နောက်တစ်ကြောင်ကြည့်အောင်။ They are at home during the day so they are at home during the day ဆိုလို့ရှိရင်သူတို့က neighbor မှာအိမ်မှာရှိကြတယ် so အိမ်မှာရှိတယ်ဒါမို့တခါတလေသူတို့အိမ်မှာရှိရဆိုလို့ရှိရင် they are sometimes at home during the day သူတို့ကဘယ်တော့မှမရှိဘူးဆိုရင် they are never at home during the day okay now the နောက်တစ်ကြောင်းကြည့်မယ်ဆိုလို့ရှိရင်နော် it is very cold here in winter it is very cold here in winter ဆိုတော့အဲ့ဒါက so ဒီမှာအဲ့ဒါဝင်းတာမှာအရန်အေးတယ်ဒီမှာစောင်းရသည်အရန်အေးတယ်လို့ပြောမယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ကဒီမှာစောင်းရသည်အေးခဲတယ်ဆိုလို့ရှိရင် it is rarely ဒါမှမဟုတ်ရှိရင် it is seldom cold here in winter ပြောလို့ရမယ်ဒါမှမဟုတ်ရှိရင်အဲ့ဒါပုံမှန်အေးတယ်အမြဲတမ်းအေးနေဆိုရင် it is usually cold it is always cold very cold เนาะဒါမျိုးတွေထည့်ပြီးပြောလို့ရတယ်နောက်တစ်ကြောင်းကြည့်မယ်ဆိုရင်เนาะ when i was a child ကျွန်တော်ကလေးဘွားတုန်းက I was late for school ကျွန်တော်ကကျောင်းကိုနောက်ကျခဲ့တယ်ဆိုတော့ဘယ်လိုနောက်ကျခဲ့ကျွန်တော်အများနဲ့နောက်ကျတယ်ကျွန်တော်တစ်ခါတလေနောက်ကျတယ်ကျွန်တော်ဘယ်တော့မှနောက်မကျဘူးဒါမျိုးပြောလို့ရတယ်ပေါ့နော်အဲဒီတော့ကျွန်တော်ကျွန်တော်တို့ကအချိန်နှုန်းတွေထည့်ပြမယ်စကားလုံးတွေကိုထည့်ပြီးတော့တုံးလာပြီ often မကြခဏနောက်ကျလေးရှိတယ် never ဘယ်တော့မှနောက်မကျဘူး sometimes တစ်ခါတလေနောက်ကျတယ် ါမှမဟုတ်ရှင် seldom နောက်ကျခဲတယ် really နောက်ကျခဲတယ်ဒါမျိုးတွေပေါ့နောက်တစ်ကြောင်ကြည့်မယ်စင်နော် where's laura laura ဘာမှလဲ she is still in bed သူမကအိယာထဲမှာ okay အဲ့တော့ကျွန်တော်တို့ still မပါပဲပြောကြည့်မယ်ဆိုရင် she is in bed သူမကအိယာထဲမှာဒါပေမဲ့ still ထိလိုက်တဲ့အဓိပ္ပာယ်ကဘာဖြစ်လဲဆိုတော့သူမအိယာထဲမှာရှိနေတုံးပဲဆိုပြီး still တုံးပဲနေတုံးပဲရှိတုံးပဲထိုင်တုံးပဲအခုချိန်တိအောင်ဆိုတဲ့ပုံစံမျိုး ဲ့လိုအဓိပ္ပာယ်ရတယ်ဆိုတော့ she still in bed သူမကအိမ်ရာထဲမှာရှိနေတော့ပဲဆိုတော့ကြောင်းကြည့်မယ်ဆိုရင်တော့ i've got two brothers ကျွန်တော်မှာအကိုနှစ်ယောက်ရှိတယ် they're both doctors သူတို့နှစ်ယောက်လုံးကဆရာဝန်တွေဖြစ်တယ်ဒါမှမဟုတ်ရှင် they're doctors သူတို့တွေကဆရာဝန်တွေဖြစ်တယ်ဒါမှမဟုတ်ကျွန်တော်သူတို့နှစ်ယောက်လုံးကလို့ပြောခြင်းနဲ့ပုံစံနည်းနည်းလေးလေးနဲ့ချင်းနဲ့ကြွခြင်းနဲ့ဆိုလို့ရှိရင် they're both doctors or they are all doctors ဒါပေမဲ့ကျွန်တော်တို့က၂ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ both ဆိုပြီးတော့နှစ်ခုစလုံးလို့ပြောတဲ့ဟာမျိုးပဲသုံးတာများပါတယ် Okay I see you တစ်ချက်ကြည့်အောင် always never ဒါတော့ adverb frequency တွေကိုတဲ့ go between two verbs ပြောချင်တာကတော့သူက helping verb နဲ့ main verb နဲ့လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်ကိုဒီ verb နှစ်ခုကြားထဲမှာညှက်ပြီးသုံးပါမယ်လို့ပြောတာအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့သတိထားရမှာတစ်ခုရှိတယ်သတိထားမှာတော့မဟုတ်အများနဲ့စိတ်ထဲမှာမှတ်ထားရမှာတစ်ခုကတော့ adverb or frequency တွေကိုကျွန်တော်တို့ verb main verb အရှိမှာပဲလိုက်လိုက်ပါအဲ့ဒါဆိုရင်ကျွန်တော်တို့ဘာမှထပ်ပြီးတော့မှတ်စရာမလိုတော့ adverb or frequency ကို main verb အရှိမှာပဲလိုက်မယ် okay ဘာပြောချင်တာလဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် well go ရှိမယ် well ဆိုရင် helping verb go ကတော့ main verb မေကုန်းလုပ်မယ်ဆိုလို့ရှိရင်တော့ do test တွေပါလာမယ်ညင်းမယ်ဆိုရင်လည်း do test တွေပါလာမယ်အဲ့ဒီနောက်ထပ် test တစ်ခုမှာဆိုရင် has have တွေ ပါလာမယ်အဲ့ချိန်ကျလို့ရှိရင်တော့ကျွန်တော်တို့ main verb တွေရဲ့အရှိမပဲ ever of frequency တွေကိုလိုက်ပါမယ် okay အဲ့တော့ဒီမှာကြည့်ကြည့်အောင် example လေးတွေ i will လိမ့်မယ်ဒါက more uh, more verb တလုံးဖြစ်တယ်အဲ့တော့ဒီမှာကတော့ main verb ဖြစ်တယ်မှတ်မိလိမ့်မယ်လို့ပြောတာပေါ့နော် i will remember you ကျွန်တော်တင့်ကိုမှတ်မိပါမယ်သတိရပါမယ်လို့ပြောတယ်အဲ့တော့ဒီမှာဆိုရင် main verb က remember ဖြစ်တယ် remember ရဲ့အရှိမကျွန်တော်တို့ အဲ ever frequency ကို လိုက်မဲ့ down လို့ရှိရင်ဒီနှစ်ခုရဲ့ကြားထဲမှာညှက်ပြီးသုံးမယ်ဒါပေမဲ့အဲ့လိုမမှတ်ဖ ೇನೆ main vibe ရဲ့အရှိမှာပဲ ever frequency ကိုလိုက်မယ်လို့သုံးလိုက်တာတော့ပိုကောင်းပါမယ်ဘာလို့လဲဆိုတော့အပေါ်ရင်မှာလဲ vibe နဲ့ ever frequency က vibe ရဲ့အရှိမှာပဲနေတယ်လို့မှတ်ထားတာ哦အဲ့တော့ ever frequency ကအမြဲတမ်း main vibe ရဲ့အရှိမှာပဲနေမယ်လို့မှတ်ထားလိုက်ရပါပြီနောက်တစ်ကြောင်းကိုကြည့်မယ်ဆိုရင်နော် it doesn't often rain here ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် doesn't က helping verb ဖြစ်တယ်အငင်းဖြစ်တဲ့အတွက် does ကိုခေါ်တယ်ပြီးတော့လို့ရှိရင်တော့ rain က main verb ဖြစ်တယ် main verb ရဲ့အရှိမှာပဲကျွန်တော်တို့ ever or frequency ကိုထည့်မယ်ဆိုတော့ဒီမှာပုံမှန်အဖြစ်သိပြီးတော့မိုးမရွာဘူးနောက်တစ်ချောင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအကောင်ကကြတော့မေးခွန်းလောက်တာဖြစ်တဲ့အတွက် do ကိုသုံးမယ် present simple tense မှာမေးခွန်းလောက်မှာဖြစ်မဲ့အတွက် do does ကိုခေါ်မယ်ဒီမှာ subject က you ကအများဖြစ်နေတဲ့အတွက် do ကိုသုံးလိုက်တာပါပဲ အဲ့တော့ do you go ဘောနော် do you go to walk by car ဆိုလို့ရှိရင်တင်အလုပ်ကိုကားနဲ့သွားရလားဒါမဲ့ဒီမှာ ever frequency ဝင်လာပြီဆိုတဲ့အတွက်ကြောင့်မလို့ပုံမှန်အားဖြင့်တင်အလုပ်ကိုကားနဲ့သွားရလားဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်လာတယ်ဒါမို့လို့ရှိရင်တင်ပုံမှန်အားတစ်ခါတင်အလုပ်ကိုတစ်ခါတလေကားနဲ့သွားရလားဒါမို့လို့ရှိရင်ကျွန်တော်တို့တင်အလုပ်ကိုကားနဲ့သွားခဲသလားဒါမျိုးမျိုးရပါတော့ ောက်တစ်ကြောင်းကြည့်မယ်ဆိုရင်တော့ I can never find my keys ကျွန်တော်ဘယ်တော့မှကျွန်တော်ရဲ့တော်တွေကိုမရှာနိုင်ဘူးဆိုဒီမှာဆိုလဲအဲ့လိုပဲ can ကတော့ modal verb တစ်လုံးဖြစ်တယ်အနောက်မှာ main verb main verb ရဲ့အရှိမှ ever or frequency ကိုထည့်မယ်နောက်တစ်ကြောင်းကြည့်မယ်ဆိုရင် have you ever been to egypt has of ကကျွန်တော်တို့ present perfect tense မှာ helping verb ခေါ်လိုက်တယ်အဲ့တော့ subject you are အများဆိုတော့ actually have လိုက်တာပါ အဲ့တော့အဲ့ဒီမှာမှကျွန်တော်တို့ ever ဆိုတော့เนาะဖူလာဆိုတဲ့ပုံစံမျိုးတွေဖြစ်တော့ဒီမှာ ever ကို နောက်က main verb ရဲ့အရှိမထဲမှာပင်ရဖို့တည်ရှိဘူးဒီပေါ့เนาะရှိသည်ဖြစ်သည်ဆိုတော့အဲ့မှာလိုက်ပြီးတော့ have you ever been to egypt ဖြစ်သွားပါမယ်နောက်တစ်ကြောင်းထပ်ကြည့်မယ်ဆိုရင်เนาะ where's laura laura ဘာမလဲ she has gone out သူမကထွက်သွားပြီလို့ပြောမယ် she has gone out လို့ထွက်သွားပြီလို့ပြောမယ်အဲ့မှာအရှိရအရှိရ has ကကြတော့ကျွန်တော်တို့ present perfect tense ရဲ့ helping verb လိုက်တယ် she ဆိုတာ subject အနေဖြစ်တဲ့အတွက် subject အနေဖြစ်တဲ့ကျွန်တော်တို့ she has ကိုလိုက်ပြီးမယ် helping verb အနေနဲ့ she has လိုက်မယ်ပြီးတော့နောက်က verb main verb က verb 3ပြောင်းမယ်အဲ့တော့ main verb ရဲ့အရှိမှာပဲကျွန်တော်တို့ ever frequency ဖြစ်တဲ့ just ကိုထည့်လိုက်မယ်အတိပ္ပာယ်ကတော့ तू မအခုလေးထွက်သွားပြီ okay နောက်ဆုံးတစ်ချက်အောင်ကြည့်မယ်ဆိုရင်တော့ my friends have have gone ကိုတွေ့လိမ့်မယ်အဲ့ဒီတော့ဒီ gone လဲ present perfect tense ပဲ subject အများဆိုတဲ့အတွက် HV have လိုက်မယ်။ To the cinema ကျွန်တော်ရဲ့တငယ်ချင်းတွေရုပ်ရှင်ရုံကိုသွားပြီ။ဒါမှမဟုတ်ရှင်ကျွန်တော်ရဲ့တငယ်ချင်းတွေအားလုံးဆိုပြီးပြောမယ်။ရုပ်ရှင်ရုံကိုသွားပြီ။အဲ့တော့ဒီမှာပြောချင်တာကတော့ ever frequency ကိုကျွန်တော်တို့ verb နှစ်ခုရဲ့ကြားထဲမှာသုံးရမယ်။ဒါမှမဟုတ်အဲ့လိုမမှတ်ဖ ೇನೆ ever frequency ကို main verb ရဲ့အရှိန်မှာလိုက်မယ်လို့မှတ်ရင်လည်းရပါတယ်။ Okay အားဆိုလို့ရှင်ကျွန်တော်တို့ exercise လေးကြည့်လိုက်ရအောင်။94.1မှာဆိုလို့ရှိရင်တော့ read Paul's answer to the questions. Read ပတ်ပါတယ် Paul's answer. Paul ရဲ့အဖြေတွေကိုဖတ်ပါ to the questions. မေးခွန်းတွေအတွက် Paul's ရဲ့အဖြေတွေကိုဖတ်ပါ Write sentences about Paul. Paul အကြောင်းကိုစာကြောင်းတွေရေးပေးပါ with often never တော်တော်တော်ပေါ့နော် often and never ever frequency တွေနဲ့စာကြောင်းရေးပေးပါ Number 1မှာဆိုရင်မေးခွန်းကတော့ Do you ever play tennis? သင်တက်နစ်ကစားသလား ဆိုတော့ yes often မကြာခဏပါเนาะအဲ့တော့ Paul often plays tennis သတိထားပါ play မှာ s e i n s လိုက်ပါမယ်နောက်တစ်ကြောင်းကြည့်မယ်ဆိုလို့ရှိရင်เนาะအဲဘာလို့ s e i n s လိုက်လဲဆိုလို့ရှိရင် present simple tense ဖြစ်တဲ့အတွက်ကြောင့်မလို့ subject နဲ့ဆိုရင် s e i n s လိုက်မယ်ဒီ ever frequency တွေပါလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပုံမှန်အားဖြင့် လူတယောက်ရဲ့အမူအကျင့်နေအလုတ်ကိုင်းနေပေါ့နော်လုံးလုံးထရှိတဲ့အရာတွေအမူအကျင့်တွေကိုပြတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ ever of frequency နဲ့ဆိုရင်အတော်တော်များများမှာ simple present and present simple tense ကိုကျွန်တော်တို့သုံးပါတယ်အဲ့ဒါကိုသတိထားပါနံပါတ်2ကြည့်အောင် do you get up early သင်အိပ်ရာစောစောထလာတယ် yes always အမြဲတမ်းပဲတဲ့ဒါဆိုလည်းဒီတိုင်းပဲသူ့ရဲ့အမူအကျင့်ကိုပြတယ်ဆိုတော့ he always ဆိုတော့ဒီမှာ get up မှာလည်းအဲ့တိုင်းပဲ subject နဲ့ညှိမယ်ဆိုတော့ subject here အနည်းဆိုတော့ get မှာ s လိုက်ပါမယ် he always gets up early full stop okay အဲ့တော့ကျန်တဲ့ဟာလေးဆက်ပြီးတော့ဖြည့်ကြည့်ပါဦး94.2ကြည့်မယ်ဆိုလို့ရှိရင်တော့ write these sentences with never always usually or ever frequency နဲ့စာကြောင်းတွေရေးပြပါတဲ့နံပါတ်1မှာကြည့်မယ်ဆိုရင် my brother speaks to me ဆိုလို့ရှိရင်เนาะကျွန်တော်တို့ never ကို main uh main verb ရဲ့အရှိမထည့်ပြီးရောမှာပဲအဲဒီတော့ my brother never speaks to me နံပါတ်2ကြည့်မယ်ဆိုရင် Susan is polite MS out တွေ့ပြီဆိုရင်ကျွန်တော်တို့က ever frequency က MS ရဲ့အနောက်မှာလိုက်မယ် okay အဲဒီတော့ကြာတော့ Susan is always polite နံပါတ်3ကိုကြည့်မယ်ဆိုလို့ရှိရင် I finished walked at 5 o'clock အဲ့ဒါဒီမှာဆိုလို့ရှိရင် verb က main verb က finish ကိုတွေ့မယ်အဲ့ဒီတော့ကျွန်တော်တို့ main verb ရဲ့အရှိန်မှာထည့်ရုံပဲဆိုတော့ I usually finish work at 5 o'clock ဆိုရင် number 40ကြည့်အောင် Sarah has started a new job Okay ဒီမှာ verb ကိုကြည့်မယ်ဆိုရင်နှလုံးဖြစ်နေတယ် has ရဲ့ started ရဲ့ဖြစ်နေအဲ့တော့ဒီမှာ main verb ကတော့ရှင်းရှင်းလေးပါပဲ started ပေါ့အဲ့တော့ကျွန်တော်တို့ ever frequency တွေထည့်ပြီဆိုလို့ရှိရင် main verb ရဲ့အရှိန်မှာထည့်မယ်ဆိုတော့ Sarah has just started a new job ဖြစ်သွားပါမယ်။ဆိုတော့အဲ့တော့ကျွန်တဲ့ဟာလေးထပ်ပြီးတော့ဖြည့်ကြည့်ပါဦး။94.3မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်เนาะ right sentences with also စာကြောင်းတွေကို also ဆိုတာနဲ့လဲစာကြောင်းတွေရေးပြပါတဲ့နံပါတ်1မှာဆိုလို့ရှိရင် do you play football သင်ဘောလုံးကစားသလားဆိုလို့ရှိရင် tennis tennis လို့ရေးထားရပါเนาะအဲ့တော့ yes တဲ့ ကစားတယ်ပြီးတော့ကျွန်တော်တက်နစ်လေးပဲကစားတယ်လို့ရေးမယ်ဆိုတော့ and i also play tennis နောက်တစ်ကြောင်းမှာဆိုရင်နော် do you speak italian သင်အီတလီစကားပြောသလား yes ပြောတယ် and i also ဖြစ်တော့မှာပေါ့နော် and i also စကားပြောရဲဆိုတော့ speak french okay အဲ့မှာကျွန်တော်တို့ speed မှာ SIS မထည့်ရပါဘူးဘာဖြစ်လဲဆိုတော့ IR subject အများဖြစ်နေတဲ့အတွက် SIS မထည့်ပါဘူး okay ကျန်တဲ့345ထပ်ဖြည့်ကြည့်ရအောင်94.4 GB မယ်ဆိုလို့ရှိရင်နော် write sentences with both and null ကျွန်တော်တို့ပို့ဒါမှမဟုတ် all နဲ့စာကြောင်းရေးပြီးမယ် okay နံပါတ်1မှာဆိုလို့ရှိရင်နော်ဒီမှာကြည့်မယ်ဆိုရင် I live in London I live in London okay I play football I play football I am a student I am a student I've got a car I've got a car အတူတူပဲဆိုတော့ ကျွန်တော်တို့တွေအကုန်လုံးသူတို့ကနှစ်ယောက်တည်းဆိုတဲ့အတွက်ကြောင့်မလို့ board နဲ့ရင်မယ်ဆိုတော့ they board live in london သူတို့ဒီနှစ်ယောက်လုံးလန်ဒန်မှာနေတယ်သူတို့နှစ်ယောက်လုံးကဘောလုံးကိုကြိုက်တယ်ဘောလုံးကစားတယ်ဆိုတော့ they board play football okay ကျွန်တော်လေးဆက်ပြီးအဖြေကြည့်ပါနံပါတ်2မှာကြည့်မယ်ဆိုလို့ရှိရင်เนาะ main clip ၃ယောက်ရှိမယ်မြို့သမီး၃ယောက်ရှိမယ် so အဲ့တော့သူတို့၃ယောက်လုံးက I'm married I was born in England I live in New York လို့ပြောမယ်အဲ့တော့နံပါတ်1မှာကြည့်မယ်ဆိုလို့ရှိရင် သူတို့အကုန်လုံးငါဆိုတော့ကြောင့် they am နဲ့ဆိုတဲ့တို့ကြောင့်မလို့ they are all married ဖြစ်သွားပါမယ်ဒါပေမဲ့ကျွန်တော်တို့ကပုံမှန်ဆိုလို့ရှင် they all are married လို့လည်းတစ်ခါလေးဟန်ပြောတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရေးလို့ရပါတယ်အမှန်တော့ပုံမှန်ဖြစ်ဖြစ်တဲ့ grammar ကြကြပြောမယ်ဖြစ်တဲ့အရာကကြတော့ they are all married ဖြစ်မှာပါ so အဲ့ဒါကြောင့်မလို့ they are all married ဘာဖြစ်လဲဆိုတော့ MSI ရဲ့အနောက်မှာကျွန်တော်တို့ adverb of frequency လိုက်ကြမှာပေါ့ okay ပြီးတော့လို့ရှိရင်ဂျန်နဲ့နှစ်ချောင်းထပ်ပြီးတော့ဖြည့်ကြည့်ပါအောင် so ဒီ unit ကနေပြီးတော့လေတခုခုအကျိုးရှိတာလေးလေ့လာနိုင်မလို့မျှော်လင့်ပါတယ် so have a nice day see you on next unit stay strong stay safe bye bye